အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမောင်နေဝင်းရေးသားတဲ့မိုင်းရိပ်ဝေမောင်းလို့အမည်ရတဲ့ဝိထုကိုအပိုင်းတင့်အနေနဲ့ကျွန်တော်ကိုရွေးထားမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာမိုင်းရိပ်ဝေမောင်းအခန်းတ၄နတ်ပင်ကျိုးသည်မုတ်တုံလင်းတွင် ပြန်ဝဲမြည်ဟီးလျက်ရှိသည်ဆိုင်းဝန်းကြီးမှထွက်ပေါ်လာသည့်တေးသံမှာတက်ကြွဖွယ်ကောင်းသလောက်လွမ်းဆို့ဖွယ်လည်းဖြစ်၏ ဆိုင်းတန်ဒီတခါတရံတွင်ကနွယ်ကလေးရနိုင်သလောက်တခါတရံတော့လည်းခတ်ထန်လာသလားဟုထင်ရသည်စိန်ကြီးသည်မြေပြင်စီတို့သာငေးနေ၏ကန်းစားတစ်ဖက်တစ်ချက်တွင်လူတွေပြည့်တိတ်လျက်ရှိသည်အချို့ကဝက်ကောင်းဆလနေဝတ်ဆင်ထားကြပြီးတချို့ကတမတ်ရိုးကြဝတ်ဆင်ထားနေကြအဝင်းအစားနွမ်းနွမ်းများကိုဝတ်ဆင်ထားကြသည်ကန်းဘုထတ်တွင်ဝါးတိုင်ကလေးကိုထူကာတက်ကယ်မိုးထားသည့်တဲကြီးအတွင်၌ဆိုင်းဝိုင်းကိုနေရာချထားပေးရာ တဲနဲ့မနေမဝေးမှာစိန်ကြီးကစိုင်းဝိုင်းတံကိုပြပြတတကြားနေရသည်မြေအတွင်းသို့စိန်ကြီးကလှမ်းကြည့်သည်မြေရည်ပြင်တစ်ခုလုံးတွင် လေများဘောက်တူများဖွေးဖွေးလှုပ်နေကြသည်မုတ်တုံလေးကြောင့်လှိုင်းကောင်းဖြူကလေးတွေရိုးတိုးရွတာဖြစ်နေကြသည်လှိုင်းကောင်းဖြူများနှင့်လှိုင်းကြက်ခွန်များရှင်ပြိုင်လျက်ရှိကြလေသည်တိုးကြောင့်မို့လဲမြေရည်ပြင်မှာတည်ငြိမ်သည်မရှိအမဲထားဝစဉ်လူးလွန်လှုပ်ရှားလျက်ရှိသည်ရွရွထိုးနေသောလှိုင်းများကြားမှပင် လေများပေါတူတွေဥတော်ဟုသွာလာလျက်ရှိကြသည်ဤနေရာတွင်တိုးမြင့်ရေအလင်းသည်ကျဲဝန်းသလောက်အစည်းတန်လာ၏တလွယ်ကုတ်စီလောက်အကွာဝေးကန်းတစ်ဖက်ကန်းတစ်ဖက်တွင်ចောင်းရွာကိုလှမ်း၍မြင်ရသည်ចောင်းရွာကနာမည်နဲ့လိုက်အောင်ဖုံးကြီးចောင်းနှင့်ဇေဒီတော်တို့ပေါများလှသောရွာကလေးဖြစ်ပါသည်ကျောင်းရွာ၏အောက်ဘက်နား၌ကက်လျက်သားတည်ရှိနေသောရွာက၃ခွဖြစ်၏ ကျောင်းရွာ၏အထက်ဘက်တွင်ခဏောင်တော်တည်ရှိသည်ကျောင်းရွာနှင့်မျက်နှာချင်းဆိုင်ကမန်းလက်တို့ရွာကြီးပေသည်ကုံမှုကြောင့်ဤဒေသတော်ဝိုက်သည်ရွာကြီးရွာငယ်တွေစီတန်း၍တည်ရှိနေကြသဖြင့်စီကားတိုက်မြိုက်နေဤဟုဆိုနိုင်လေသည်ထောက်ဦးချောင်းမန်းလက်တို့ချောင်းတဖို့ချောင်းစသည့်ချောင်းကြီးချောင်းငယ်များစူပေါင်းခုံဝင်သည့်အတွေ့တိုးမြစ်သည်တာသမီးအရှံရန်စီပင်သောမိခင်ကြီးနှင့်ပင်ပမာဒူလှပါသည်စိန်ကြီးနေထိုင်ရာလှိုင်းဒရွာကလေးသည်လည်း တိုးမြင့်၏အရှိဘကမှာမလတ်တို့ရွာကြီးနေမိချောင်းရဲ့ရွာကြီးတို့အကြားတွင်ညံ့နေသောရွာငယ်ကလေးဖြစ်ပါသည်တို့ရတွင်လှိုင်းတရာတရာလုံးမှာပြောမျိုးနေကြ၏လှိုင်းတရာတွင်မကသည်ကျောင်းရွာမလတ်တို့တုံးကမိချောင်းရဲ့တုံးကြိုင်လေးအိမ်စုစားသောအနီးပါးတစ်ဝိုက်ရှိရွာမှန်သမျှမှာလည်းမြူးတူးပျော်ရွှင်နေကြသည်ရှင်ဥပကုတ်ဖောင်တော်ပွဲပေသည်ဝါသောဝါကောင်ရေဖောင်ဖောင်တွင်တပြေမိ တပြည့်တိမဲ့ရဲရဲနေနေတွေတပြုတ်ပြုတ်ကြွေကြကြသည်ကိုင်းရီတက်ရီမိုးရီတွေတဖွေးဖွေးဖြစ်လာသည်မြေတွင်းနာရေရှမ်းကအနှံ့အပြားတွင်လည်းရေပြင်းနေသာလွှမ်းမိုး၍နေတော်သည်မုတ်တုံလေသည်လည်းတိုးခွေ၍တိုက်ခတ်နေ၏မိုးဆက်မိုးပေါင်များမြေပြင်တွင် ပလဲလုံးရွဲလုံးကလေးများတဖွဲခုံမြူး၍ပြန်ကြွနေကြသည်ရင်းတို့သောကာလာမျိုးတွင် တိုးမြင့်ရိုးတဝိုင်း၌အိုးစီတန်းဒိုးဘတ်တန်းစိုင်းဝန်းတန်းဘုံတန်း စသည်ဖြင့်စူမြန်မြဲဖြစ်လေသည်အထက်အညာဒေသမှကြွဆင်းတော်မူလာသောရှင်ဥပဂုတ်တိဖောင်တော်ဆက်ရက်ရာ ဖောင်တော်ကိုတရွာနှင့်တရွာအလူရဲ့အပြိုင်ဆိုင် ပူတော်ပားကြရစမြဲဖြစ်ပါသည်ရှင်ဥပဂုတ်ကိုတော်သည်ကောင်းကျိုးချမ်းသာအပြားပြားကို ပေးစွမ်း၏လယ်ယာကိုင်းကျွန်းပွားစီသည်၏အင်းအိုင်တွေကိုလည်းဆိုပြေစေ၏မိုးခေါင်ချင်းရေရှမ်းချင်းကိန်းမွေပေါ်များခြင်းစသည့်သဘာဝဘေးအန္တရာယ်ကိုလည်းတွန်းလှန်ဆောင်မ၏ လဲသမားယာသမားကိုင်းသမားကအစအင်းသမားစရင်ကအဆုံးရှင်ဥပကုတ်ကိုတော်ကိုကြည်ညိုလေးစားကြသည်ယခုလည်းရှင်ဥပကုတ်ဖောင်တော်ကိုမြင့်လေတွင် အပြိုင်ဆိုင်ဆွဲနေကြ၏လောင်းလင်များဖြင့်ဖောင်တော်ကိုကြိုးချီ၍ဆွဲကြရာ နိုင်သောရွာက ဖောင်တော်ကိုသူတို့ရွာစိတ်တွင်ကတ်စီလျက်ပွဲလန်းသပင်ခံကပူဇော်ပတာခွင့်ရကြပေသည်သူကြောင့်မို့လဲဤဒေသဤပန်ဝန်းကျင်တစ်ခုလုံးမှာပျော်ချွင်မြူးတူးနေကြခြင်းဖြစ်ပါသည်လိုင်းတရွာ၏ကန္တဘူးမှာဆိုင်းဝန်းကြီးသည် နတ်သင်ကျိုးကိုတချိန်ချိန်တည်းတည်းတီးပိနေရင်ရေလားကျိုးတို့ပြောင်းပြန်တီးလေသည်လောင်းလေတွေကဖောင်တော်ကိုအာသွန်ခွန်ဆိုင်အကျိတ်နဲ့ဆွဲဆိုပြီးလေရင်ဆိုင်ဝမ်းကြီးသည်ရှောက်ပေါက်တံကိုကူပြောင်းသွားကဒိန်ဘောတီးခတ်ကြလေသည်မြည်တို့ပင်ဖြစ်စေကမူစိန်ကြီးကစိတ်မဝင်စားစိန်ကြီးသည်တက်ပြင်းတစ်ချက်ချလိုက်ပြေပြိုးမောက်နေသောစိန်ကြီး၏ရင်သည်လိုင်းလေထန်သော မြစ်ပြင်လိုနှိမ့်တုံမြင့်တုံဖြစ်၍နေ၏ မြေရဲ့ပြင်စီတို့လှမ်းကြည့်ရင် သူ၏အတွေ့အကြံရေအလျင်ပမာအဆက်မပြတ်စီးဆင်းနေ၏သူအကြောင်းတွေကို သူ့ဘာသာပြန်စင်းသားသည် သူကလိုစင်းသားသောအခါစိန်ကြီး၏ရင်တွင်၌ကြည်ကွဲဝန်းနေသောစိတ်သည်ကတင်းရိုးကျိုးပေါက်သည်ဖြင့်တွန်ထွက်လာသောကွင်းရီပမာ တားမရစီးမနိုင်အန်ထွက်၍စီးကြလာလေ၏သူမျက်လုံးအိမ်အဆုံမှလည်းရီဝေမှိုင်းတွေ့လာသည် မျက်နှာသည်မိုးသားတိမ်တိုက်သို့အလိမ့်လိမ့်တက်လာသော ကောင်းကင်ဘက်မှအုံဆိုင်ညိုမိုင်းလာသေးတာဖြစ်လေသည်စိန်ကြီးသည်လှိုင်းတာဖုန်ကြီးเจ้าတွင်ပရိတ်ကြီးအထိတင်ခဲ့ပြီးနောက်မိเจ้าရဲ့ရှိအထက်တန်းအတန်းเจ้าတို့ပြောင်း၍တက်ခဲ့ရသည်မိเจ้าရဲ့တွင်သရုတ်တာထန်းအထိရှိသောအเจ้าတစ်เจ้าရှိပြီးသုံးကွာတွင်တတမာတန်းအเจ้าရှိသည်မိเจ้าရဲ့အတန်းเจ้าကသရုတ်တာထန်းအောင်လျင်အုံလုံးသိမ့်ကသုံးကွာအတန်းเจ้าတို့ဆက်တက်မည်ဟုကြီးမှန်းထားခဲ့သည်သရုတ်တာထန်းကအောင်ပါ၏ ို့တော်သုံးခွာကြောင်းတို့ဆက်၍မတက်ဖြစ်ပထမဦးစွာအဖေတည်သည်အဖေသည်တမန်တစင်းဖြင့်နဝရီလိုက်ကသူတို့မိသားစုကိုလောက်ကန်ကျွေးမွေးခဲ့၏သူအောက်ဖြစ်သောမောင်ကြီးနှင့်မောင်ငယ်အပါအဝင်သူတို့သားမိ၄ယောက်စလုံးမှာအဖေလောက်စာကိုမပူမပင်စားတော့ကအေးအေးလူလူနေနိုင်ခဲ့ကြသည်မောင်ကြီးသည်လိမ္မာရေးချရှိ၏ညံကောင်း၏မောင်ငယ်ကတော့ကလို့မဟုတ်ခလေးစိတ်အပြည့်ခလေးညံအပြည့်ဖြင့်ဆိုးခြင်း၏ နှဲ့ခြင်းဤအညာရည်စင်းချိန်၌ထင်းဆက်ထွက်ကြစတဲ့ဆိုလျင် မောင်ကြီးသည်အမားဖြစ်သူစိန်ကြီးနှင့်မကြီးမညူလိုက်ကားဘောက်တူလှော်ပြီးထင်းဆက်ပေသည်မောင်ငယ်သည်ကအမဲလိုလိုပေကက်ကက်လောက်ကားကြံရစ်တတ်သည်မလွဲမကင်းသာ၍လိုက်ရပြီဆိုလျင်လည်းထင်းမဆဲပဲငဖောင်ယိုးထိုးသည်ဒေရာဝင့်ခူးသည်ရုပ်စွာအစုံလူအများချထားသောပဇွန်တန်းတွေကိုလိုက်၍ဖော်တတ်သည် အဖေက ဤသားမိလေးယောက်ကိုတမ္ပတစင်းဖြင့်ဓမ္မဥချလှုပ်ကြွေးရင်း꽌လွန်သွားခြင်းဖြစ်ပေရာအဖေသေးပြီဆိုသောအခါသူတို့သားမိမှာရေနှဲငါးပါးမှာစောက်တီရမရဖြစ်ကြရသည်တို့ရတွင်အမေသည်အစီစဉ်ကောင်းသူဖြစ်၏အမေကိုယ်တိုင်ကကောက်ဆိုင်ပြို့နှုတ်ဆင်းရင်းကားလိုက်သည်စိန်ကြီးကိုလည်းဒိုးဒူပောင်ပတ်အတူလှုပ်ခိုင်းလေသည်မောင်ကြီးကိုမိချောင်းရဲ့ရှိငါးရွယ်သို့ဆင်းရင်းကားအဖြစ်ပို့ပြီးမောင်ငယ်ကိုလည်းကြရပခိုင်းမြုံထောင်ခိုင်းသည် စိန်ကြည်သည်ရင်းအခိုက်မှာကိုတောင်းချွေနှင့်တွေ့ခဲ့ခြင်းဖြစ်ပါသည် ကိုတောင်းချွေကလှိုင်းတာဇာတိမဟုတ်မိချောင်းရဲသားဖြစ်ပါသည်ငားရွယ်လို့သည်သူ့ငားရွယ်တွင်မောင်ကြီးကိုအလုပ်ပေးရင်းစိန်ကြည်နှင့်တီကျွမ်းလာရသည်တမကရှေ့စကားကြိုက်စကားပြောသည်အထီးဖြစ်ခဲ့သည်မောင်တောင်းချွေလိုလူမျိုးဆိုလျင်အမေကလည်းမငင်မိမိကိုယ်တိုင်ကလည်းငင်းစရာမရှိသည့်အတွေ့ကိုတောင်းချွေ၏မြေတားကိုလက်ခံလိုက်သည် မိမိရဇာလျင်ကိုတောင်းချွေသည်အရှိအနေကောင်းသူရှောင်းလေသူဖြစ်သည်ငားရွယ်လုပ်ငန်း၏ခုံပုတ်ကလည်းမသေးလားသို့သောကိုတောင်းချွေသည်ကုတလောမူပြောင်းနေ၏သူစီတို့နေစဉ်လိုလိုလာနေကြစကားစမြေပြောနေကြဖြစ်ပါလျက်အခုမလားအလုံများသည်ငားအကြများသည်တင်းမောနောက်ကြသည်ရေခဲမရငားစီတွင်မရောက်စားသောစင်ကြယ်စင်လက်အစုံကိုသာတဖွာဖွာပြောရင်း လိုက်တာရွာကလေးနဲ့စိန်ကြီးကိုရှောင်ဖဲရှောင်ဖဲလှုပ်၍နေခဲ့သည်အဘဲကြောင့်သည်ညီလူကအတိတ်တွေ့နေပြီအေးသူ့ကိုငားရွက်လှုပ်ဖို့ငွေထုတ်ပေးတဲ့ဥွှေလွင်နဲ့တမီးပေါ့တို့ကအကုန်ကြားပြီးပြီညီအတွက်မခံချင်လို့ဆက်ဆက်ခါနေလို့ပြောနေတာမလအောင်မေကတို့ကလို့ဆိုသည်မလအောင်မေဒီသူတို့ဤအပြိုကောင်ဖြစ်သည်အပြိုကြီးလည်းဖြစ်ပြန်ဇက်ဇက်ကျဲအထီမခံ နေရတကာဆက်စုသောအရေးရှင်ပေါင်းစုံနှင့်လည်းပြည့်စုံသည့်အတွက်လှိုင်းတရွာမှာအပြိုပြန်အပြိုပါ အပြိုဟိုင်းမှာမကြမ်းမလှအုံးမဲ့ကိုတဏီမဟုတ်တဏီရှင်းကပ်ကြရည်ဘဝပါကြက်သားထုတ်တော့ဘာဖြစ်တလဲစွန့်ရောတရွာသားရီးစားလို့တော့ဘာဖြစ်တလဲလွမ်းရရောမဟုတ်လားစင်ကြီးရဲ့တောင်းချေလို့ငွေစားကလေးဘာလီဖိုးတဲ့အကောင်တွေကမိန်းကလေးမှန်ရင်နတ်နေခိုင်းတော့မချမ်းဘူးပိုးတတ်တာအေးကြီးကငယ်သေးတော့ဘယ်သိမလဲ လာအောင်မယ်တို့သာအန်ခွနေတာစိန်ကြီးကတခြားအိုင်ဆိုင်ငိုနေသည်ဟုတ်မယ်မလာအောင်မယ်ပြောတဲ့အတိုင်းဖြစ်မှာပဲဟုသူ့ဘာသာသူကြိတ်မိတ်ကစဉ်းစားမိသည်အိုးစိန်ကြီးရဲ့ဘာလို့ငိုနေရတာတော့အေးမြီးတို့ဘာမှမဖြစ်ကြသေးဘူးမဟုတ်လားပြောစမ်းငါကိုဘာပြောရမှာလဲမလာအောင်မယ်အားလိုက်တဲ့ကောင်မရဲ့ငါပြောလိုက်ရတစ်ထစ်ကွာကွာဖြစ်ကုန်ရောမယ် ညီတို့တယောက်နဲ့တယောက်ကြိုက်တာပဲရှိတယ်ဟိုဟာဒီဟာမလောက်ကြသေးဘူးမဟုတ်လားစိန်ကြီးကခေါင်းခါသည်အေးဒါဖြင့်ပြီးတာပဲအေးသာရေဝေနင်နင့်ကိုငါကြိုက်တယ်လာဟေးကောက်ရိုးပုံနဲ့ဆိုတဲ့မိမစားထဲမှာညီမပါဘူးဆိုတာငါထင်သားပဲဒီမှာစိန်ကြီးညီတို့ကိုတိလိုက်ရောက်ဘာမှမဖြစ်ကြသေးဘူးဆိုရင်ဘာမှကိုပုံမနေနဲ့လောကကြီးမှာဂျင်းဆိုင်နဲ့မိတ်တယ်လင်သူဂျင်မကိုဂျင်မပေါ့ ဒီလိုနေရာမျိုးမှာလှအောင်မယ်တို့လို့စိတ်ထားမျိုးမွေးစားပါ၏လှအောင်မယ်ကသူ့အတွက်မခံကျင်စောနဲ့ပြောတယ်မို့စိန်ကြည့်မှာခေါင်းငိမ့်လိုက်ရသည်သို့တော်ကိုတောင်းချွေ၏လှုပ်ပုံကိုမူသူ့ရဲ့စိတ်ထဲမှာနာကြီးမိလေသည်မိတို့ပြင်ရှိစေယနေ့တော့ကိုတောင်းချွေကို တွေ့တံကောင်းပါရဲ့ဟုစဉ်းစားကတွေ့လျင်နှစ်ဖူးတွေ့ထူးတွေ့ပြောမည်မေးမည်ရှင်ဦးကပုတ်ဖောင်တော်ကိုလှိုင်းတာကရလျင်ပွဲတော်ဖြစ်လိမ့်မည်ပွဲတော်ဆိုလျင်ကိုတောင်းချွေရောက်လာမှာတေချာပါသည် စိန်ကြီးဤရင်တွဲ၌တုံရင်နေ၏စိတ်တွေကလည်းထွေပြားလာသည်တဲမတ်တဲ့အတွင်မှနတ်ပင်ကျိုးကိုကြားနေရတော့လေစိတ်မဝင်စားပျော်ကြရွှင်ကြစကားပြောဆူညံနေကြတော့လူတွေကိုလည်းစိတ်မဝင်စားအနောက်ဘက်အကောင်းကင်ပြင်စင်၌ညွတ်တက်၍လာသောမိုးသားတိမ်တိုင်းများကိုလည်းတတိမမူစိန်ကြီးကမောဟိုက်နွမ်းနေနေလေ၏အခန်းနှင့်ကျမကိုတောင်းချွေကိုတွေ့ရင်နေလာကြာလှပြီ စိန်ကြီးကအမောတကောပြောလိုက်မိသည်ကိုတောင်းချွေသည်ကြောက်ရွံ့လိုငြိမ်သက်နေ၏နေဝင်လူပီမို့အနောက်ဘက်ကွင်းမြေတစ်ခုလုံးမှာလည်းပဇွန်စီရောင်လွှမ်းနေတာကိုတွေ့နေရသည်မိုးကုတ်ဇဝိုင်းသည်ရဲရဲနေလျက်ရှိ၏စိန်လန်းသောစဘာပင်များ ကိုင်းပင်များမှာစိမ့်မြများပင်လည်းပင်မှာမှိုင်းအီးလျက်ရှိကြပြီးလေဝိရာမှာရိမ့်ထိုးနေကြသည်သူတို့နှစ်ယောက်သားလူဘူးလေးပါကင်းပါရာကွင်းဘက်စီသို့ထွက်လာကြခြင်းဖြစ်ရာ ရှေ့သို့မျောကြည့်တိုင်းမျက်စိတစ်စုံကျဉ်ဝန်းသောကွင်းပြင်ကိုသာတွေ့ရပြီ။လှိုင်းတားရွာသည်လည်းကောင်းစိုင်းတန်ဘုံတန်များသည်လည်းကောင်းသူတို့၏နောင်နာတွင်ကြံ့ရင့်နေကြပေသည်။ယနေ့အဖို့၌ရှင်ဦးကပုတ်ဖောင်တော်ကိုလှိုင်းတားရွာကအောင်းလေများကအနိုင်နိုင်ဆွဲကြသည်။ဖောင်တော်ကိုရွာထိပ်တွင်ရွံ့နာစေလျက်ပူဇော်ပသခွင်နဲ့ရရှိသွားကြလေသည်။ရှင်ကပုတ်ပူတော်ပွဲသို့ကိုတောင်းချေတယောက်ရောက်လာခိုင်းစိန်ကြီးကလူကြားထဲမှာလက်တို့ကခေါ်ထုတ်ခဲ့ခြင်းဖြစ်လေသည် ကျမကိုတောင်းချွေကိုတွေ့ရှင်နေတာကြာလှပြီ။ဟုစင်ကြီးကပြောလိုက်သည့်တိုင်အောင်ကိုတောင်းချွေသည်အင်းမလုံအဲမလုံငေးငါ၍နေပါသည်။ကိုတောင်းချွေဘာဖြစ်နေတာလဲဟင်။စင်ကြီးကအားမလို့အားမရထပ်မေးသည်။ပြောစမ်းပါကိုတောင်းချွေရှင်ဘာတွေဖြစ်နေတာလဲ။ကိုတောင်းချွေကတပ်ပြင်းချွေကြီးတစ်ချက်ကိုလေးလေးပင်ပင်ဆွဲချကအနည်းရှိကိုကိုပင်ကြီးဤအမျက်စုံပေါ်၌ထိုင်ချလိုက်ပြီ။သူ့ကိုကြည့်ရသည်မှာဘာကိုမှစိတ်ဝင်စားပုံမရ။ ကျမတော့စိတ်ညစ်နေပြီကိုတောင်းချွေရေဟေးဘာဖြစ်လို့စိတ်ညစ်ရတာလဲစိန်ကြီးယခုမှပင်ကိုတောင်းချွေကစကားပြောပေါ်ရည်ရှင်အတွက်ပေါ်ကိုတောင်းချွေရဲ့ရှင်အတွက်ကျမစိတ်ညစ်နေတာကိုရှင်အတိသားပဲငါဘာမှမသိဘူးစိန်ကြီးမသိချင်ဆောင်းနေတာကိုဘယ်သိမလဲတကယ်ပါဟာငါမသိလို့ပါကဲဒီလောက်တောင်မသိရင်ကျမပြောပြမှသိမဲ့လူဆိုတော့ပြောရအောင်ပါပေါ့ အခုကျမစီကိုကိုတောင်းချွေမလာတာကြပြီကျမကိုချောင်းပဲချောင်းပဲလုံနေတာလည်းကြပြီမလွဲမကင်းတာတို့တွေ့ရပြန်တော့လဲအလုံများတယ်ဘာတယ်ညာတယ်နဲ့ကမကတန်းပြန်သွားတာလဲစကားတော့ဝအောင်မပြောရဘူးအဲ့ဒါတွေကဘာဖြစ်နေတာလဲကဲအခုပြောစမ်းပါဦးโอ้เซิงจีก็แลฮะงาเป้เนี่ยมาနေလို့လေအလုံးများနေတာနေမြင်တဲ့အတိုင်းပဲလေတလောကတော့ချောင်းပြားကငါအစင်းများတယ် ။နောက်ပြီးတင်းမောတွေကမြန်ချင်းမြန်နောက်ကြချင်းနောက်ကြဖြစ်နေတာ။ဒီကြားတဲ့ရန်ကုန်ကရေခဲကိုစလဲကရေခဲမှအောင်မပို့ဘူးဟာ။အဲ့ဒါတွေနဲ့လူကိုချင်းချင်းလဲနေတာပဲ။ဒါကြောင့်နင်းစီငါမရောက်တာပါစင်ကြည်ရ။ဒါတွေမဟုတ်သေးပါဘူး။နင်းကငါ့ထက်ပိုသိတယ်ဟုတ်လား။အင်းစိန်ကြီးကတော့တိတ်ရဲတရားကောင်းနေပြီကိုတောင်းချေကရဲနေဤရဲပါအားရအောင်ရဲအခုတော့မိစိန်ကြီးကရဲစရာဖြစ်နေပြီကို ကဲဒါလည်းမဟုတ်သေးဘူးဆိုတော့ဘာတွေများရှိသေးလို့လဲပြောစမ်းငါမရေတော့ပါဘူးစိတ်ကြီးနင်းကစကားလည်းတက်စကားလည်းကောက်တက်နေပြီကဲကဲပြောစမ်းငါဘာတွေဖြစ်နေလို့လဲစိတ်ကြီးကကိုတောင်းချင်နေပတ်သက်၍သူကြားထားသမျှကိုပြောပြလိုက်လေသည်ဒါတွေကိုကိုတောင်းချေကသာ ကျမကိုဘာမှမပြောပေမဲ့တရွာလုံးကတိနေကြတယ်တော့ဟိုလေးတကြော်ကြော်ဖြစ်နေတယ် ျမကိုကိုသေးချောင်းကိုတောင်းချွေပြောတဲ့နေအဲ့ဒီလိုပြောပြီးမှကျမစီကမလာဘူးဆိုလဲကျမအပြစ်မတင်ပါဘူးကိုတောင်းချွေကငြိမ့်နေပြောစရာစကားလုံးရှာမရသည့်အတွက်လားပြောစရာစကားပင်မရှိတော့သည့်အတွက်လားကြောင့်မသိကိုတောင်းချွေမှာရေငုံနှုတ်ပိတ်နေလေသည်ရင်တို့ဘာမှပြန်မပြောခြင်းကပင်လေရင်ဟုတ်တိုင်းမှန်ရာကိုဝန်ခံနေသည့်တပွဲဖြစ်၍နေသည်။ကျမကဆင်းရဲသားကိုကိုတောင်းချေလို့ကြေးရတဲ့တယောက်က ဂယုမဆိုင်ဘူးဆိုတာတကယ်တော့မဆမ်းပါဘူးလေကြည်ရတဲ့သာသမီဖြစ်ရှင်ဖြစ်မှာပေါ့စင်ကြီးကလဲကူလီစင်ရင်ကအောက်တန်းကြမဟုတ်လားအိုးဒါတွေမပြောစမ်းပါနဲ့စင်ကြီးပြောရမယ်ပြောရမယ်ရှင်စင်ကြီးကပြောရင်းဆိုရင်ငိုလေသည်ဒီမှာစင်ကြီးငါပြောတာကိုနားဆောင်စမ်းပါဟာစင်ကြီးကတချုံချုံငိုနေကိုတောင်းချွေဤလေသာမှာပျော်ပြောင်းညင်တာပါသည် စိန်ကြီးဤလက်ဖမိုးကိုသူဤလက်ဝါးဖြင့်ဆုပ်ကင်လိုက်ရာစိန်ကြီးကလက်ကိုပြန်ယုံလိုက်သည်နင်ခொနကပြောတာတွေမှန်ပါတယ်စိန်ကြီးအစာဦးကတည်းကနင့်ကိုပြော့မလို့ပါပဲဟာဒါပေမဲ့နင်စိတ်မကောင်းဖြစ်မှာဆိုလို့ပါစိန်ကြီးဟာကလင်ကြခြင်းတော့မဟုတ်ပါဘူးဥွှေလုံးသမီးကိုငါယူတော့မယ်ဆိုတာလည်းမှန်တယ်ဒါပေမဲ့ငါချေးလို့ယူရမှာမဟုတ်ဘူးစိန်ကြီးကဥွှေလုံးဟာငါရဲ့မိဘတွေပေါ်မှာအများကြီးကျေးဇူးရှိခဲ့တာမဟုတ်လား ငါကသူတို့စီမံတာကိုဘလို့လုပ်ပြီးညင်းလို့မှမဖြစ်ဘူးစိန်ကြီးအဲ့ဒါကြောင့်အခုတို့ဖြစ်ရတာပါမိုးချိုးကိုပြည့်ရပါစေဟာစိန်ကြီးကပားပြင်ပေါ်တွင်စီးကြနေသည့်မျက်ရည်စတွေကိုအင်းညီစဖြင့်တုပ်ဖယ်၍နေဘာမှမပြောငါနင့်ကိုမရှိလို့မဟုတ်ဘူးစိန်ကြီးဟာငါမှမလွှဲတာမကင်းတာအကြောင်းအရာတွေရှိနေလို့ဒီလိုဖြစ်ရတာကိုငါတောင်းပန်ပါတယ်ငါတောင်းပန်တာကိုမကျင့်တတ်ဘူးလားဟင် မကျင်တတ်လို့ရောကျမကရှင့်ကိုမလုပ်နိုင်ပါတော့ကိုတောင်းချွေမှန်ဤတချိန်သောအခါကကိုတောင်းချွေသည်သူ့ကိုရှိသူကလည်းကိုတောင်းချွေကိုရှိယခုကိုတောင်းချွေကအကြောင်းအကြောင်းနေကြောင်းသူမကိုမချစ်တော့လေယူရတော့မည်မိန်းကလေးတယောက်နေတွေ့နေစိန်ကြီးဘာတွေတတ်နိုင်ပါအန်နီနင့်ကောင်ကကြောချရုံကြံတာမဟုတ်ပါဘူးစိန်ကြီးနင့်ကောင်ကဘက်လောက်ချစ်တယ်ဆိုတာနင်အတိဆုံးပဲအခုတော့ ငါလည်းတော်တော်စိတ်ညစ်နေရတယ်။ငါဘလို့မှငင်းလို့မရတော့ဘူးဟာ။ငင်းလို့ရရင်ငါငင်းပါတယ်။ဒါတွေကိုငကိုကလေးကငါဖွင့်ပြောချင်တာဟာ။ဒါပေမဲ့ဖွင့်မပြောရဘူး။နေငါ့ကိုမုံသွားမှာအထင်လွဲသွားမှာလဲဆိုးတယ်အဲ့ဒါတည်းကြောင့်နင့်ကငါချောင်းဖွဲချောင်းဖွဲလုံနေခဲ့တာပါစင်ကြီးရနေငါ့ကိုကြိုက်တယ်လို့ပြောပါငါခံပါမယ်စင်ကြီးကဘာမှမပြောတော့ပြောတဲ့အားလည်းမရှိစင်ကြီးဤရင်ထဲနိုင်မှိုင်းအုပ်လျက်ရှိသည် မဟုတ်တော့ကောင်းကင်ကိုမဟုတ်တော့ကောင်းကင်လိုမှိုင်းညွှတ်၍အုံဆိုင်နေလေသည်ကွင်းပြစ်တစ်ခုလုံးလွေဟူဟူတိုးဝင်နေသည်စဘာပင်များနှင့်ကိုင်းပင်များမှာဆင်းရဲသောပင်လယ်ပြင်မှာလှိုင်းထားလျက်ရှိသည်အနောက်ဘက်မိုးကုတ်ဆက်ဝိုင်းစီမှဝင်အပ်ဆဲဆဲနေမင်း၏ရောင်ကြီးတန်းများအကြားတွင်ပင်မိုးပွဲကလေးများသည်ချိန်ပြီးသောငွေများကလေးများတပွဲထိုးဆိုင်၍ကြာဆင်းလာသည်ကျမဒါတွေကြားနေရတာကြာပါပြီ ကိုတောင်းချွေပါဇက်ကဖွင့်ပြောတာကိုနားထောင်ခြင်းလို့ကျမကိုတောင်းချွေနဲ့မတွေ့တရအောင်လုပ်တာပါအခုလိုကြားရပြီးတဲ့အခါကျတော့ကျမကိုတောင်းချွေကိုဘာမှ ပြောစရာမရှိပါဘူးပြောဖို့လည်းမလိုတော့ဘူးကျမသွားတော့မယ်ပြောပြောဆိုဆိုပြင်စိန်ကြီးရထားထိုင်ရာကနေထားသွားဤစိန်ကြီးစိန်ကြီးခဏလေးနေပါဦးငါပြောစရာရှိသေးတယ်ကိုတောင်းချွေကနောက်ကလိုက်ပြောသည်သို့တော်စိန်ကြီးကခြေလမ်းမရရွာဘက်သို့သာဦးတည်ပြီးထွက်ခွာသွားသည် ိုတောင်းကျွေသည်နောင်နာမှထက်ကြမကွာလိုက်လာရင်စင်ကြီးကိုလည်းអော်ခေါ်သည်ငါပြောတာနားထောင်ပါဦးငါနင်းကိုမုံလို့မရပါဘူးဟာငါမှအကြောင်းတွေစင်ကြီးကကိုတောင်းကျွေရေးစကားကိုမကြားလိုသည့်အလားတန်းစီကပေါက်နေသည့်ဝယုံတော်များအကြသို့လှင်မြန်စွာတိုးခွေ၍ပျောက်ွယ်သွားလေသည်မိုးကလည်းတဲတဲမဲမဲရွာချလိုက်လေပြီအခန်းတော်ထုံညတွင်စင်ကြီးကအိတ်မရ မြက်ခွန်နှစ်ဖက်မှာလေးလံလျက်ရှိစေကမူမှိတ်၍မရမမှိတ်ခြင်းမအိတ်ခြင်းစင်ကြီးဤအတွေ့စင်ကြီးဤစေတသိုက်တို့သည် အလွန်တရာဝေးလံခေါင်းတည်သော နေရာစီသို့အတားစီမရှိပြေးလွှားနေကြ၏မောင်ကြီးနှင့်မောင်ငယ်ကရှင်ဦးကပုတ်ပူဇော်ပွဲတွင်အယံကျဲအယံနှွဲခဲ့သည့်အတွေ့မောမောပပန်းနှင့်အိတ်မောကြနေလေ၏အမေတယောက်မှသာရှောင်းတော့ဟုတ်အဆိုးကအိတ်မပြောသည့်အတွေ့အကြုံလာတော်မသည်ပြောင်းမှုဘက်စေဘော့လေးကိုဖွာချရင်းငုတ်တုတ်ထိုင်နေသည် ဝါဆိုလားဖြင့်ကြော်ပြီးမို့မိုးကောင်းသလောက်ရေချွင်သောကာလဖြစ်ရာကျဲဝန်းသောမြစ်ပြင်တွင်မိုးဘောကလေးတွေတဆိုင်ဆိုင်ကျနေသည်ကိုလာရောင်အောင်၌ဝိုးတော်ဝါတွေ့နေရသည်တို့ရတွင်လာရောင်သည်ဖြော့တော့နွမ်းလျက်လာပြီထူထဲသောမိုးသားတိမ်တိုင်းများနှင့်မိုးဆက်နှင်းပေါက်များထိုးပေါက်လာရသည့်အတွက်ကြောင့်လာရောင်မှာထွန်းလန့်ရှုံးပနိုင်ခြင်းလည်းမရှိဖြစ်တန်ရသည်စိန်ကြီးသည် ဝါလက်ရန်ကိုမြင်ရင်လေတိုးနေသည့်မြေပြင်စီသို့အထိပယ်မဲ့စွာငေးဆ၍နေမိ၏မိုးဆက်မိုးပေါက်များဖြိုးဖြိုးပြောင်ပြောင်ကြာဆင်းသံမြေကမ်းဆက်ကြီးဝါတိုင်နှင့်ဝရုံများကိုလေတိုးသဖြင့်တချွေချွေမြည်သံကမ်းမသို့လာရောက်၍ရိုက်ခတ်သောလှိုင်းပုတ်တံတို့မှအပညသည်အလွန်အမင်းတိတ်ဆိတ်လျက်ရှိလေသည်စိန်ကြီးညီမအိပ်သေးဘူးလားအိပ်ပါမယ်အမေအိပ်တော့လေညံ့တ်ပြီ ဆိုင်ကြီးကခေါင်းညှိ့ယုံမြညှိ့လေသည် သူညှိ့သောခေါင်းကို အမေမြင်မမြင်သူကမသိသူ၏ရင်တွင်း၌ကကိုတောင်းချွေပြောသားသောစကားတွေသာဘောင်ပင်ခက်လျက်နေလေ၏ကိုတောင်းချွေကသူအเจ้าနှင့်သူဖြစ်ရပုံကိုပြောပြသွားပြီးကိုတောင်းချွေကိုအပြစ်တင်ရအံ့လောငါနင့်ကိုမရှိလို့မဟုတ်ဘူးဆိုင်ကြီးဟာငါမှမလွဲမကင်းတဲ့အเจ้าယာတွေရှိနေလို့ဒီလိုဖြစ်ရတာကိုတောင်းချွေကရင်တွင်း၌ရှိသမျှကိုရိုးရိုးသားသားပြောလေလားတို့ဒီမဟုတ် စကားလုံးလှအောင်များတမင်ပြောသွားလေသလားစိန်ကြီးဝေခွဲ၍မရစိန်ကြီးမစင်းစားတဲ့ဝေခွဲနိုင်စင်းစားနိုင်လောက်အောင်လဲညံကမမီတို့ကြောင့်မို့ကိုတောင်းချွေနဲ့တွေ့တွေ့ပြီးချင်းဖြစ်ပြပုံအလုံးစုံကို အမေအားပြန်ပြောပြမိသည်ရင်ထဲမှာမြို့သိပ်ထား၍ကမရအမေကတည်တည်ချာချာနားထောင်ကဘာမှမဖြစ်တယ်လို့နေမြဲနေခဲ့သည်ဒါကိုစိန်ကြီးကအားမရအမေကလည်းအေးဆက်ဆက်နေပါသလားဟုတွေးကအမေကိုအပြစ်တင်ခြင်းလာသည် တကယ်ဆိုတော့အမေကိုယ်တိုင်ဘာမှမတတ်နိုင်သေးကိုကစိတ်ကြီးမှမတွေးမိညီတို့ဥစ္စာပေးတာပေးပြီဘာမှမတတ်နိုင်ဘူးအစကတည်းကအညာမလွယ်ပါနဲ့တို့ငါပြောတာပဲညီကိုယ်တိုင်ကလည်းအညာလွယ်ခဲ့တာကိုအေးအခုမှတော့ပူမနေနဲ့ပူနေလို့လည်းဘာအကျိုးမှမထူးဘူးစေဘောလေးဖွာနေသောအမေကအဲ့ရဘေးမှနေ၍လှမ်းပြောသည် တမီးဤစိတ်ဒုက္ခနှင့်ခံစားချက်များကိုအမေသည်အတွေ့အကြုံရှိသူပြီးနားလည်ပုံရ၏ကိုထဲဂုံရီတာတဲ့လူကိုညီကမှန်းတာကိုဤဒီမဲတမီးမှတ်ထားပတ်ဆံရှိတဲ့လူများဟာဘယ်တော့မှစိတ်မချရဘူးမယုံကြည်ရဘူးအစကဒီလိုဖြစ်မဲ့ကျမမထင်လို့ပါအမေယာအေးအခုတော့ဖြစ်ပြီမဟုတ်လားညီဘာတတ်နိုင်တယ်လဲဘာမှမတတ်နိုင်ဘူးမဟုတ်လား အမေကလည်းဘာမှမတတ်နိုင်ဘူးညီတို့အဖေသာချင်းကြီးလေညီဒီလို ဖြစ်တာကို တွေ့ရင်တော့လားဓာစာဖြစ်မှာတေးကြတယ်ဟိုကဒေါသကလည်းခက်ကြီးကြီးနဲ့ဓာခုံမှုတော့ဖြစ်မှာပဲဘာမှမတောက်နိုင်ဘူးဆိုတာကျမလည်းသိပါတယ်အမေရဲ့ဘသူကမှလည်းအပြစ်မတင်ပါဘူးသူအเจ้าနဲ့သူဖြစ်လာတာဘယ်တက်နိုင်ပါမလဲအေးဗောအဲ့ဒီလိုပဲကိုယ့်ရဲ့စိတ်ကိုဖြေမှာဗောတမီးရဲ့အမေတို့ကညနေမွဲတွေမဟုတ်လား ။ညီရဲ့ဖေမရှိကြတဲ့ကလူအောက်သူအောက်ကြားခဲ့ရတာကနေ့အထိပဲဆိုပါတော့ ਈ ဖြစ်တယ်မြအကြောင်းပေါ့ဖြစ်တယ်မြအကြောင်းပေါ့ဟူသောအမေစကလုံးမှာစိန်ကြီးဤနှလုံးသားကို ရှုံထတ်သောလန်သွားဖြင့်ထိုးတယ်လို့တဆက်ဆက်ထိုးဆွားလျက်ရှိလေသည်ခဲ့အခါကလည်းမကောင်းဘူးစိန်ကြီး အမေတို့မှာပြည့်ကြီးမှာတာသမီတာသမီလေးဒါပဲရှိတာဒီတော့ဒီလိုအရေးအကြောင်းနဲ့ညီက စိတ်ပြက်လက်ပြက်ဖြစ်နေရင်အမေတို့အတွက်တာဆိုးတော့မပေါ်ကျမစိတ်ပြက်လက်ပြက်မဖြစ်ပါဘူးအလုပ်တော့လုပ်မယ်အရင်ကတည်းကလုပ်မယ်ပတ်စံစုမယ်မေယာအေးအေးအားလားမြဲမြဲမှတ်ထားပတ်စံမရှိရင်မျက်နှာငယ်တယ်ရွှေရှိမှမျိုးရှိတယ်တဲ့အလုပ်ကိုစ조사လုပ်ပြီးပတ်စံစုကြားလာညီတို့အတွက်ပြောတာပါအမေကတော့အသက်ကြီးပါပြီအမေဘာမှမလိုချင်ဘူး ညီနဲ့ညီမောင်တရားလူမွေးသူမွေးပြောင်းရင်နေရရင်အမေကျဉ်းတတ်လာပါပြီအမေကပြောင်းဖို့ဘက်ဆက်လက်ကိုဆက်လက်၍ဖွာချိုက်နေပြန်သည်မဲမောင်နေသောတဲကလေးတွင်၌အမေဆက်လက်မိသည်ရဲကနေရဲကနေတောက်ပါလျက်ရှိပါ၏ညီရသက်26နှစ်ကျော်ပြီ26နှစ်ဆိုတဲ့အသက်ဟာငယ်တော့တာမဟုတ်ဘူးအဆက်ဆက်အရာမှာစဉ်းစားလို့တမီးရဲ့စဉ်းစားတာမမှားဘူး အပြင်ဘက်တွင်အမောင်သည်ပို့လို့သာနှချိုင်းလာ၏လာမင်း၏တက်တက်များသောအလင်းရောင်သည်ပင်မရှိတော့ပေအခန်းလေစိတ်ကြီးပဲလောကျွတ်တယ်ရွာတယ်စိတ်ကြီး၏အတန်သည်ညောင်ပင်40တဝိုက်တွင်ဆူးချ၍ထွက်ပေါ်လျက်ရှိ၏ရန်ကုန်မြို့၏အနောက်ပိုင်းကြီးညောင်ပင်40တဝိုက်သည်လက်တွန်းလဲများစိုက်ကားများဗဇကားများကုန်တင်ကားများဖြင့်ရှုပ်ထွေးပွေလီလျက်ရှိလေသည် ဤနေရာမှာပင်အတီတရတဲကင်းရောင်းချကြသောဆိုင်တွေဖြစ်ကလည်းဆန်းအမိုးကလို့ရောင်းချကြသောဆိုင်တွေဈေးတောင်းကောင်းရဲ့ဗျံကြဈေးတဲ့တွေနှင့်ပြည့်ရှံလျက်ရှိလေသည် လမ်းများတွင်ကတ္တရာတွေပေါက်ပြဲလျက်ရှိရာမိုးရွာလျင်ရေတင်တက်ပြီးနေကလေးပွင့်လာလျင်ကဘွက်ထလေတော်သည်ရေနံကြီးအကျွင်းကြံများရှုံးကွယ်များပြင်ပေကြံနေတတ်သောလမ်းဖြစ်ရာရှေးချောမသွားစေရန်အတန်အတန်သတိပြုရသည် တို့ရတွင်ဤမြညက်ပတ်ပေးရင်နေသောညောင်ပင်လေးစီသည်ရန်ကုန်မြို့၏အစီကားသောဒေသတစ်ခုဖြစ်၍နေပေသည်အဘဲကြောင့်ဆိုသောတင်မောင်းပေါင်းစုံရာဒေသဖြစ်ခြင်းကြောင့်ပေသည်ဒေဒီရဲကိုညံကိုတွန်တေဘူကလေးကြိုက်လက်ဖျားပုံစသောမြောင်းဝကျွန်းပေါ်အောက်ပိုင်းရှိမြို့များမအူပင်ညောင်တုံဒနုဖြူစကားကြီးအဖျောက်ဟင်းတရာအစရှိသောမြောင်းဝကျွန်းပေါ်အထက်ပိုင်းမြို့များနှင့်ကူတန်းသွားလာကြသည့်မိသင်မောတွေမော်တော်ယာဉ်တွေစုဝေးသည့်စိတ်ကမ်းဖြစ်လေသည် ဤစိတ်ကမ်းတွင်စင်ကြည်သည့်စင်ကြည်သည်ဗျံကြစေတဲ့အဖြစ်အတမိုးဝမ်းကြောင်းပြုနေခြင်းဖြစ်ပါသည်။လှိုင်းဒရွာကလေးတွင်မနေရဲတော့သည့်အတွက်အမေကရန်ကုန်သို့ပြေးရန်ပြောစဉ်ကစင်ကြည်သည်အကြောက်အကန့်ကန့်ကွက်ခဲ့၏။ရင်းသို့ကန့်ကွက်သည်မှာရန်ကုန်ကိုကြောက်သောကြောင့်ပင်ဖြစ်သည်။တသက်နှင့်တကိုယ်တစ်ခါမှမရောက်ဘူးသည့်ရန်ကုန်ကိုကြောက်သည်။ရန်ကုန်သို့ရောက်ဘူးသောမလအုံးမေတို့ကရန်ကုန်ဆိုတာလမ်းတွေကလည်းအကြီးကြီးတိုက်ကြီးတွေကလည်းအကြီးကြီး ကားကြီးတွေကလည်းအကြီးကြီးအကုန်လုံးကအကြီးကြီးပဲအေးဟုပြောဘူးလေသည်လိုင်းတာရွာတွင်လည်းကောင်းလိုင်းတာအနီးတစ်ဝိုက်ရှိရွာများတွင်လည်းကောင်းတပုံတွေထားကြတိုက်ပွဲတွေဖြစ်ကြတယ်မို့ရွာသားအများပြားရန်ကုန်သို့ပြောင်းပြေးလာကြသည့်အခါအမေလည်းမနေရဲဟုဆိုက ရန်ကုန်သို့ဘူးမသိပါမသိပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်တို့တိုင်အောင်မလအောင်မဲ့ပြောသည့်စကားတွေကိုကြောက်ရွံ့ကစိန်ကြီးကရန်ကုန်သို့မပြောင်းခြင်း ရန်ကုန်တို့ရောက်စားကရပ်ပိုင်းကဆိုလျင်စိတ်ညစ်လိုက်ရဒီမှာလဲပြောွယ်ရမရှိရန်ကုန်မြို့ဒီကြီးကျယ်ဤခန္ဓာဤတောက်ပပြောင်းလဲဤတို့ရတွင်စိန်ကြည့်မှာအနေရကြက်နေမိသည်စိတ်ကျင်းကြက်ပါသည်အမေရဲ့ဖြစ်မှာဖြစ်ပါမလားတို့ကလို့အမေကိုမေးမိသည်ဘာကိုဖြစ်မှာဖြစ်ပါမလားပြောတာလဲဤအော်ရန်ကုန်မြို့ကြီးမှာကျမတို့ကြီးပဲ မျက်စိတငယ်နားတငယ်နဲ့စားတောက်နေထိုင်လို့ဖြစ်ပါမလားပြောတာအမေရ။အိုတော်ရှင်နှစ်ဖက်လက်နှစ်ဖက်ရှင်းရင်ဖြစ်တာပေါ့။အများတကာတွေတောင်ဖြစ်သေးတာကျုပ်တို့ကဘာလို့မဖြစ်ရမှာတော့။ကျမတို့မှာအရင်းအီးကမရှိအာကိုအားထားရမရှိလို့ပြောနေတာအမေရ။လှိုင်းတာမှာတော့ကိစ္စမရှိဘူး။စားစရာမရှိရင်စမ်းလင်းနိုးစီဘူးတစ်လုံးနှလုံးဘယ်အိမ်ကတွားချီချီရတယ်။ဟင်းမရှိရင်လေလဲခွင်းနဲ့ဆင်းပြီးကစုံရွက်ခူးပစုံလုံးနှာရာသေးတယ်။ ရန်ကုန်မှာမ냐ဒီလိုအဖြစ်မျိုးနဲ့ကြုံရင်ကျမတို့ဘယ်သူစီသွားရမှာတော့ဒါကတော့တမီးရဲ့လူမသေးငွေမချားဆိုတဲ့စကားရှိသားပဲတဝမ်းတစ်ခါတော့ဖြစ်အောင်လုပ်ရမှာပေါ့ညီးကအရွယ်နဲ့မလိုက်အောင်ပူတတ်ရန်ကောအေးအမေကတော့ကလို့ပြောခဲ့သည်အမေကအမှန်စင်စစ်အားငယ်တော့မိမိကိုအားပေးလိုက်ခြင်းဖြစ်ကြောင်းစိန်ကြည့်မှာရိတ်စားမိလေသည်တို့ကြောင့်မို့လဲစိန်ကြည့်တော့မောင်တော်မအလောက်ကိုစီလောက်ကြရသည်စိန်ကြည့်က ရန်ကြစေးရောင်းကမောင်ကြီးကအညာဆန်တင်မောကြီးစိတ်ကန်းတွင်ကူလီသွားထမ်းပြီးမောင်ငယ်ကရေခဲကောက်သည်ကီလီလန်းနှင့်မော်တော်လန်လဲရန်အစကြည့်သော စိတ်ကန်းတို့၌မြင်းဝကျွန်းပေါ်ငါးတိုင်တွင်ငါးရွဲတည်းအတွေ့ရေခဲများတင်ပို့လေရှိရာတင်မောပေါ်သို့ရေခဲတုံးကြီးတို့ကိုတရွတ်တိုက်တွန်းကတင်ဆောင်လေရှိပါသည်ယင်းတို့ဖြစ်ကြတဲ့ဆန်တင်ပို့သည့်အတွေ့စိတ်ကန်းတရားတစ်ချောင်းမှာရေခဲတုံးအကျိုးအပဲ့တွေဖွာလန်ကျဲတက်၍နေပြာ ဤအကျိုးဘက်တွေကိုတာမုံတော်ပေါင်းဖြင့်လိုက်လံစူဆောင်းကောက်ထက်ကရေခဲဆိုင်များရှာလဘက်ရေဆိုင်များထံသို့ပြန်ရောက်ရသည် မောင်ငယ်ကဤအလုတ်တွင် များစွာကျင်လည်လျက်ရှိပေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း၁စီစဉ်တည်ဆက်မှုကိုဤမာရင်ခတ္တခဏရန်နာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ